ဒီဆက်လက်တင်ဆက်ပေးခြင်းနဲ့စောင်းပါတပုတ်ကတော့မြဝရီအရှုပ်တော်ဘုံဆိုတဲ့စောင်းပါတပုတ်ပဲဖြစ်ပါတယ်။နိုင်ငံ27နိုင်ငံမှာရှိတဲ့လူပေါင်း1900ခန့်မြဝရီရှိကြားဖြန့်ဂိုင်းများမှနေဆက်ကိုဖျက်ကျော်ပြီးထွက်ပြေးလာကြတယ်လို့ထိုင်းအာနာပိုင်းကဆိုပါတယ်။တစ်သလုံးဖေးမှလာခဲ့ကြတဲ့စေအုပ်စုလက်အောက်ခံတပ်များမှ ဝင်ရောက်စီးနင်းလာတဲ့အခါမှာတော့ကိုကိုရမယ်ဖြစ်ခါထွက်ပြေးလာကြခြင်းဖြစ်ပါလေနောက်ထပ်2000ခန့်ထက်ရောက်လာမယ်လို့လဲထိုင်းဘက်ကမျှော်လင့်နေကြပါလေဘင်္ဂဘုတ်စရင်းကမူလာမယ်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီတရုတ်တို့ကျင်းနဲ့စီဟန်ပြလုတ်ခဲ့ကြခြင်းဖြစ်ပြီးနောက်ရမှာပောက်ကွဲသံများကြားလာရပြီးမိတောက်ကြီးများထွက်လာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ဣဒီကလည်းစေအုပ်စုမှ clean up ဆိုတဲ့သတင်းဓာတ်ပုံများထုတ်ပြန်နိုင်ရန် BGF ကိုလှုပ်ခိုင်းခြင်းဖြစ်ပုံရတယ်လို့လည်းရေးသားထားပါတယ်။ Elon Musk က Super Data ရှိ Starlink အလုံးပေါင်း2500အားလိုင်းဖြတ်လိုက်ပြီဆိုတဲ့သတင်းကြောင့်၎င်းတို့လူ10ယောက်လောက်ဝင်စီးပြီး Starlink အလုံး30လောက်တင်းရက်ပြီးဆိုသောသတင်းကလူကြီးစရာဖြစ်သွားရပါတယ်။ခေါင်းဆောင်ဖြစ်သူတရုတ်တထင်းများကိုမူ BGF ခေါင်းဆောင် စောချစ်သူနဲ့အဖွဲ့ကလုံခြုံတဲ့နေရာကိုခေါ်ထုတ်သွားတယ်လို့သတင်းများထွက်ပေါ်နေပါတယ်။အကြမ်းဖက်ဆေးအုပ်စုအဖို့နိုင်ငံတွင်းပြည်သူများကိုဘုံကျဲတပ်ဖြတ်နေမှုရွန်ဂျာရင်းနဲ့ကြားဖြန့်ဂိုင်းများမှုလိုပေါက်အောင် ဖြစ်လာနေမှုမူရစ်စေဝါအမြောက်များထွက်ရှိနေမှုဆိုတဲ့ပြဿနာများကြားမှာဆက်ပြီးမျက်နှာပြောင်တိုက်ရက်တည်နေခြင်း ဖြစ်ပါတယ်။ထိုင်းတရင်ဓာတ်ပုံများမှာတောင်ရင်မြစ်ကိုလက်ပစ်ကူးပြီး ပြေးလာသောလူများကိုတွေ့လာရပါတယ်။တရုတ်နိုင်ငံသားတဦးရေးစည်းနဲ့မျောပါသွားပြီးပျောက်ဆုံးနေတယ်လို့လည်းဆိုပါတယ်။တောက်ကြနေကတရားဝင်စင်းစရာများရထိုင်းတရုတ်အိန္ဒိယနီပေါ်ကင်ညာဗီယက်နမ်သီလင်္ကာအီသီယိုးပီးယားဘင်္ဂလားဒေ့ရှ်ဖိလစ်ပိုင်ပါကစ္စတန်နိုင်ငံသား စုစုပေါင်း1669ဦးထိုင်းဘက်ကိုရောက်ရှိလာတယ်လို့ဆိုပါတယ်။၎င်းတို့ဟာ AI ဖြင့်ဖန်တီးထားသော ရုပ်ပုံများသုံးပြီးအွန်လိုင်းမှအာဖရိကဒူဘိုင်းနဲ့ကနေဒါမှအမျိုးသားအမျိုးသမီးများကိုအချစ်ဇလန်းများဖန်တီး၍ယင်းနီမြုပ်နှံရန်လိမ့်လေခိုင်းကြတယ်လို့လွတ်မြောက်လာသူများကပြောပါတယ်။အမေရိကန်ဗန်နာယီဝန်ကြီးဌာနကအရှိတောင်အာရှရှိ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းဟာအမေရိကန်များရဲ့ဘဝလုံခြုံရေးနဲ့ငွေကြေးပိုင်ဆိုင်မှုများကိုချိန်းချောက်နေုံသာမကလူထောင်ပေါင်းများစွာကိုလည်းခေတ်စ်ကျွန်ဘဝကိုရောက်အောင်ဖန်တီးနေတယ်လို့ပြီးခဲ့တဲ့လကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်၂024တနှစ်ထဲမှာပင်အမေရိကန်နိုင်ငံသားများဒေါ်လာ10ဘီလီယံကလိမ်လည်ခံခဲ့ရတယ်လို့ဆိုပါတယ် KK ပတ်တွင်သား လဒိုက်ကြားဝင်ဆွဲတယ်လို့ဖြစ်သွားခဲ့တော့လေအနီးအနားရွှေကိုကိုမှမူပုံမှန်လေပတ်နေစေဖြစ်ပြီးစစ်တပ်မှအင်အားရာချီချကလုံခြုံရေးပေးထားတယ်လို့ဒေတာကန်များကအေအော်ရီကိုပြောပြခဲ့ပါတယ်မြန်မာတနိုင်ငံထဲတွင်မင်းဝင်းကြီးခြံကြီးများဝင်းကြီးခြံကြီးများနဲ့စကမ်းပေါင်း28ခုရှိနေပါတယ်ကြားဖြန့်အရေးမှာတရုတ်တို့မိတို့ပတ်သက်နေသည်နီးဆိုဒီကိုဘန်နီဒစ် ရော့ဂျာစ်မအမေရိကန် Foreign Policy Magazine မှာယခုလိုရေးသားထားပါတယ်မြန်မာမှာတရုတ်ရာဇဝတ်ဂိုင်းများနဲ့အကြမ်းဖက်ဆီယုစု ထောက်ခံနေတဲ့လက်နက်ကိုင်အဖွဲ့များပူးတွဲလှုပ်ဆောင်နေပြီးစီအုပ်စုက၎င်းတို့လူမှုအပေါ်ဆင်နွှဲနေတဲ့အကြမ်းဖက်မှုများတက်ဆိုးရှည်အောင်ငွေကြေးပိုင်းရပံ့ပိုးပေးနေပါလေ။ ရွှေကုတ်ကတရုတ် လောင်းကစားလုပ်ငန်းတထေးကြီးချီချီကျန်းစတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်၎င်းဟာတရုတ်ဆိုးရပိုင်းကြည်လင်းရေဟာထိုက်ကုမ္ပဏီအားသရှူလုပ်ငန်းများအတွက်တရုတ်ပြည်သူလုံခြုံရေးဌာနရဲ့ညွှန်ကြားချက်ဖြင့်တည်ထောင်ပေးခဲ့ပြန်ပါတယ်ထို့အတွက်လည်းတရုတ်ဆိုးရဟာနောက်ပိုင်းမှာ၎င်းနဲ့ခက်ကင်းကင်းနေခဲ့ပါတယ်နောက်ပိုင်းမှာရွှေကုတ်ကတရုတ်ဆိုးရမှာထိမ့်ချုပ်ရန်ကြိုးစားလာမှုကို လက်မခံခဲ့တဲ့အတွက်ထိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။၎င်းကတရုတ်ဆိုရဟာထိုင်းမြန်မာနယ်ကြားမှာ ကိုလိုနီဒေသတစ်ခုတည်ထောင်ရန်ကြိုးပမ်းလာမှုလို့ပြောဆိုခဲ့ပါတယ်။ဒါကိုတရုတ်ဘက်ကငြင်းဆိုခဲ့ပါတယ်။နောက်ပိုင်းမှာစောချစ်သူနဲ့လက်ချင်းချိတ်လာခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်များနဲ့၎င်းနိုင်ငံသားများရဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုလုပ်ငန်းများမှာ ပတ်သက်နေမှုဟာနေနေနဲ့ညလိုကွာခြားနေပါလေမရှင်းလင်းသည်ကနိုင်ငံဖြတ်ကျော်ရာဇဝမှုများဟာတရုတ်အစိုးရမှမူဝါဒချမှတ်ပြီးခိုင်းစေထားသည်လားသို့မဟုတ် နိုင်ငံတွင်းအလွန်အမင်းဖြစ်ပွားလာနေတဲ့အကျင့်ပြတ်ခြားစားမှုအထူးသဖြင့်တရုတ်စစ်တပ်အတွင်းခြားစားမှုများကြောင့်လားဆိုသည်ပင်ဖြစ်ပါလေသို့တော်၎င်းတို့နိုင်ငံသားများလိမ်လည်ခံရ ကျုံပြုတ်မှုခံရမှုများကိုဒေါသတကြီးတုံ့ပြန်ခဲ့သည်ကအမှန်ပင်ဖြစ်ပါတယ်။သို့သောထိုလူရည်များကြောင့်တရုတ်ဆိုးရဟာထိုကိစ္စများမှာ၎င်းတို့လက်များတန့်စင်နေတယ်လို့ထင်မှာကကိုကိုကိုလှဲ့စားနေခြင်းသာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူမျိုးတုံးတပ်ဖြတ်မှုများကျူးလွန်တဲ့စေုပ်စုအားအဖက်ဖက်မှထောက်ခံမှု ပေးထားသည်မှာရှင်းလင်းထင်ရှားနေပြီး အကြမ်းဖက်ဆေးအုပ်စုကလည်းစူပါရာဇွေဂိုင်းများအားမိခုနေရဒီမှာလည်းအငင်းပွားเสียမရှိအောင်ထင်ရှားနေပါလေ။ဒီချင်းကနောက်ဆုံးမှာထိုရာဇွေဂိုင်းများအားတိုက်ရိုက်မဟုတ်သည့်တိုင်တွေဝိုက်ပြီးပံပိုးပေးခဲ့ပါလေ။ဒီခုကဖလော်ရီဒါအော်ရီယွန်ရှိအသက်အရွယ်ကြီးရင်သောမုတ်ဆိုးမှအမျိုးသမီးများဗန်ကူးဗာမီနီတိုဗာရှိလူငယ်များယော့ရှိုင်ယာ ကွန်ဝေါ်ရှိပင်စင်ဇာမြအွန်လိုင်းမှာအလိန်ခံနေရပါတယ်။ထို့သောတကဘာလုံးကိုချိမ့်ချောက်နေတဲ့အွန်လိုင်းမွေလင်ဂိုင်းများရဲ့ဘူးချက်မှဖြစ်နေတဲ့မြန်မာမှာစေအုပ်စု၎င်းတို့အားထောက်ခံနေတဲ့လက်နက်ကိုင်အဖွဲ့တရုတ်ရာဇဝတ်ဂိုင်းများနဲ့ဘီဂျင်းရဲ့ပတ်သက်နေတဲ့အတိုင်းအတာအဆရှိသည့်တို့အကြားပင့်ကူမြင်လို့ရှက်တမ်းနေတဲ့အရှုပ်တော်ပုံကြီးအားမဖြစ်မနေစုံစမ်း ပေါ်ထုတ်ရမှာဖြစ်ပါတယ်။ယခုခါမြန်မာမှာတရုတ်ရဲ့ခြေရာလက်ရာများဟာနက်နက်ရှိုင်းရှိုင်းဖြစ်လာနေလို့လွန်စွာအနေရများလာနေပါတယ်။မြန်မာမှာလူသက်ကွင်းကြီးဖြစ်နေသည်ကို အရေးမထားတော့လေမိမိတို့နိုင်ငံများရှိ လူကြီးလူငယ်မှန်သမျှမလုံမကြုံ ဖြစ်လာနေခြင်းကိုတော့လိလူရှုထား၍မဖြစ်တော့လို့ရေးသားထားပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ် မုတ်ချအောင်ရမယ်